ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမီဟိုရာ channel လေးကနေစေဝင်စားပွဲထူးခြားဆန်းကျဲကမ်းမြောက်ဖီးယမဇလန်ကောင်းလေးကို တင်ဆက်ပေးဖို့အချိန်ခါကြာရောက်လို့လာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမယ်လက်ဖက်ကုသိုလ်၊ကွင်းကုသိုလ်လို့မြည်ရတဲ့စေဝင်စားပွဲထူးခြားဆန်းကျဲကမ်းမြောက်ဖီးယမဇလန်ကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခံစားနားဆင်အားပေးကြပါဦးခင်ဗျာ။လက်ဖက်ကုသိုလ် ကွင်ကူတို့ဆောင်းအသည်ရဲ့မနက်ခင်းမှုရသည်ဝုဒုကအိမ်မြတာယာနေပါれမြောက်ပြန်လီတော်နှင်းရက်နဲ့ညူရက်နဲ့တို့တင်ပြန်နေပါれလက်မနိုင်ကိုကြည့်လိုက်တဲ့ခါမှာမနက်၈နာရီထိုးပြီးကစားပဲရှိသေးတယ်နေကြီးကနှင်းတို့ကိုပါလီရစွာထိုးခွဲနေရသဖြစ်တဲ့ကြောင့်ခန္ဓာနှွေးလေးသာ ဖြာနိုင်ပါသေးတယ်အေးတကအတ္တစီမဲ့ကျေဝင်းသောဝိညာဉ်တစ်ခုလုံးကို လွှမ်းခြုံထားသေးပါဖျားထွက်နေသော နေရောင်ကြီးဟောင်းအပုတက်ကိုမပီးနိုင်သေးပါသို့တော့မူလာတန်းကျောင်းဦးဆရာကြီးဦးသိန်းထွန်းကတော့အဲ့ဒီအနေထားကိုပဲကြိုက်ပါတယ်ထိုအေးတဲ့လေးကြောင့်ပဲခုနမိုင်ကျော်ကျော်စပိန်နင်းလာတဲ့အချိန်သူ့မှာမမွတ်ရရမခံစားရတာဖြစ်မိဒီနေ့မနက်အင်္ဂါစပိန်နင်းထွက်လာခဲ့တော့မနက်9နာရီတာတာလေးရှိပါသေးတယ်ခပြေပြေခက်မှန်မှန်သူနင်းလာခဲ့တယ်ရှင်နာရီထုတ်ပြီးချိန်မှာတော့ မုံမြောင်းမကြီးရဲ့လက်ခွဲမြောင်းပေါလမ်းတစ်လျှောက်ကိုသူတက်တတာရောက်နေခဲ့ပြီဖြစ်ပါလေ။သို့တော့သူစပိန်နင်လာခဲ့ရသောခီးတော်ကိုတွေ့မဲ့ဆိုရင်တော့ခုနှစ်မိုင်ကျော်ခဲ့ပါပြီကော။မှန်ပါလေ။သူနေထိုင်တာကမကူတိုင်းဒေသချင်းရေအော်ဒီမြင့်ရဲ့နောက်ဖက်ကမ်းမှာရှိတဲ့စင်ပူကျွင်းရွာလေးမှာဖြစ်ပါလေ။သူတော်ဝင်ထမ်းဆောင်ရတာကဆက်လင်းမြို့နယ်ပြည်ဆက်ကျူးဝင်းရေးရွာအုပ်စုအပိုင်းတွေကဥရှိရွာမှာဆက်လင်းမြို့ရဲ့တောင်ပတ် ဆလင်မင်းဘူးကလမကြီးမှအရှိဘက်ကိုဖယ်ဆင်းခဲ့ပြီးတော့မုံမြောင်မတော်ကြီးရဲ့လက်ခွဲမြောင်မောင်လမ်းတိုင်းတွားရခြင်းဖြစ်ပါတယ်။စင်မြူကျွန်းမှာထွက်ခွာခဲ့မယ်ဆိုရင်ချောင်းပိုင်းခွဲဝေးသောဆလင်မြို့ကိုဖြတ်ကျော်ရပါသေးတယ်။သူကထိုဥရှိရွာလေးရဲ့အကြောင်းပါရောင်းဆရာကြီးဖြစ်တဝင်းထန်ဆောင်ရပါတယ်။နေ့နေ့အလံဝေးတော့အင်ကိုနေ့စဉ်အသွားပြန်မလုပ်နိုင်။နေ့စဉ်၁၄မိုင်လောက်အသွားပြန်စပိတ်နေရမယ်ဆိုတော့တက်တာလာတော့မဟုတ်ပါဘူး။ဒါကြောင့် ရွာကျောင်းမှာပဲနေတယ်။ကိုတိုင်ချက်ပြုတ်စားတော့တယ်။တမင်တူဟင်းတမျိုးတော့ချဲရပြောရတာတော့ကိုတော့စားဖွဲ့เสียမှာမဟုတ်။ကျောင်းပေးရစနေတွင်ကိုနေနေကြမှာသူရမိသားစုရှိအောင်စင်ပြွင်းကအိမ်ကိုတက်ခေါက်ပြန်လေးရှိတယ်။ဒီနေ့ကတင်းလာနေကျောင်းပြန်ဖွင့်နေနေတာကြောင့်ပဲစင်ပြွင်းမှာမိုးလင်းစားမှာပဲဝရိယထားလို့ကျောင်းတက်ရန်တို့ကစပိန်နဲ့ထွက်လာခဲ့ခြင်းဖြစ်ပါတယ်။သူစပိန်ကိုမမှန်နေရင်လည်း ယင်းနေကျောင်းဝင်ခဲ့ပြီးဖြစ်တော့လက်နဘေးမြင်ကွင်းတွေကိုငှေ့ကြည့်လာခဲ့တယ်။ဘယ်တော့ပဲကျောင်းဝင်နေဆိုသည်စိတ်မြတ်သောမြက်ခင်းပြင်းများရွှေဝါရောင်ဝင်းမင်းနေသောစပွားဆိုင်လေခွင်းပြင်းကြီးကြီးများကသူ့ဖို့ရိုးစင်မသွားပါ။နေကြီးနုနုဖျားကျနေသောအဲ့ဒီမြင်ကွင်းများရဲ့မနက်ခင်းလောက်ကိုသူနှစ်သက်ပါတယ်။နှစ်ရက်နဲ့မြူးရက်နဲ့ကောက်ပင်စပွားပင်ရက်နဲ့မြစိမ်းရက်နဲ့တို့ပျော်ဝင်ဖွဲ့စည်းထားသောလေးပြေလေးလေးနုအေးလေး တတုံတုံတညင်းချင်းကလည်းသူ့ကိုအမောပြေစီတာပဲမဟုတ်ပါလားအရှိစီကိုလမ်းမျောကြည့်လိုက်တော့အုတ်ရှိရွာလေးကိုလှမ်းပြီးတော့မြင်နေရပါပြီ ရွာနဲ့မလန်မကန်ကိုရောက်တော့သူစမိမော်ကဆင်းလိုက်တယ်ရေမြောင်းကိုဖြတ်ကူထားတော့တမတုံးလေးကိုစမိမာပြီးတော့ကူရမယ်ဒါမှရွာလန်းတက်တက်ကိုရောက်မှဖြစ်ပါတယ်စမိကိုတောက်ထောက်လိုက်ပြီးလုံကြီးကိုခံပြည့်အောင်ခတိနေဖြန့်ပြီးတော့ဝယ်လိုက်ပါတယ်ပြီးတော့မှအကျဲ တပည့်တော်မရှိတော့တမတော်ရဲ့မြောင်ကုဒရာပေါ်မှာသမိန်ကိုမှပြီးတော့ဖြစ်လိုက်ပါတယ်။ကြည်လက်တော်ရွာတလိမို့တရားကသာသနာနာခန့်ခန့်ထဲထဲမဟုတ်ဒုနီယာနီးမှပင်စီချောက်ပြီးတော့တည်သွားခဲ့တော့တမပင်ပင်စီတော်ကြီးကိုမြောင်မော်ရဲ့ဟိုဘက်ဒီဘက်ကန့်လန့်ဖြစ်ပြီးလှည့်ချထားရတဲ့လူကူတရားလေးမို့သမိန်ကိုမှပြီးတော့ဖြစ်ရတဲ့ခါမှာတတိထားရပါတယ်။ဒီနေရာမျိုးမှာဝှက်ထားတဲ့ပစိုးမခိုင်းမကပြီးပါလေရော။ ဒါကြောင့်ပဲတမင်ခိုင်ခိုင်ပြန်ပြီးတော့စီရခြင်းဖြစ်ပါတယ်။ဆိုတော့ဒီပြုမှုကပဲသူ့တို့အမှားတစ်ခုဖြစ်သွားခဲ့ရလိမ့်မယ်လို့လူမထင်ခဲ့မိကြတော့အမှန်ပဲဖြစ်ပါတယ်။အခုတော့မြောင်ပေါင်းကိုဟိုဘကန်းကိုရောက်တာနဲ့အဲ့ဒီအမှားတော့လူမမျော်လင့်ခဲ့တဲ့အတားစီကို ရင်ဆိုင်လဲရပါတယ်။ဟာဘာဘာတော့ဟာဘယ်လိုဖြစ်တာပါလဲ။သူရဲ့နှုတ်ဖြတ်ကပဲနားမလည်နိုင်စွာဖော်ထုတ်ရေးရွက်လိုက်တဲ့က ထွက်ပေါ်လာခဲ့ရတယ်။ဟုတ်ပါတယ်။ရင်းမြောင်းရဲ့ဒီဘက်ကန်းကိုရောက်တာနဲ့သူ့ရဲ့စပိန်ကဘလူကနေဘလူဖောက်ပြန်သွားတယ်မသိ။ရှေ့ဆက်စီးဖို့နေနေတာတော့နေရာကတော့ရွေ့အောင်တွင်းလို့မရတော့ပါ။ချင်းချုံများကြာရောသလားလို့ငုံကြည့်တယ်။မကြပါ။ဒါဖြင့်ဘရိတ်ရောဘာတုံးလေးတွေပဲကတ်သွားတာလားဆိုပြီးတော့ထက်ကြည့်တယ်။မကတ်ပါ။သူစစ်စေးမိတဲ့နောက်မှာစပိန်ကမရွေ့လောက်စီအောင်ဘယ်လိုပြစ်တစုံတရာမှမရှိပါဘူး။ ဘာချွေရင်းချက်မှလည်းရှာလို့မရတဲ့တော့ဘယ်လိုပဲအားဆိုင်ပြီးတော့တွင်စီကမူစပင်းကတလက်မှမမရွေးပါကြောက်ချထားသလိုတင်းခံနေရတော့တေချာပါတယ်ဒါကြောင့်မကြည့်တော့လေအေမအကြောက်တုံးကြီးကဲ့သို့အစမတန်လေးလံနေရကြောင်းကြွတောင်ကြွမလာပါအခုတော့တမတော်ရဲ့မြောင်းတတော်တတာပေါ်မှာပေါ်ပါစွာမလာနိုင်သေးသောစပင်းကဒီဘက်ကန်းကိုရောက်တော့မှမလို့မရအောင်လေးလံသွားဒီမှာထူဆန်လာပါတယ်တတတမှာ တခါမှမကြုံခဲ့ရဘူးတော့အတွေ့အကြုံစမ်းကြောင်းသူအာအတင်ကြီးတင်လို့ကျွန်တော်တောင်းရောင်းနာနာဖြစ်နေသေးမှာပဲတစုံတစ်ခုတော့လှုပ်ရှားတဲ့ကြောင်းသူကြက်တွေတည်သွားခဲ့တယ်အသက်ရှူမှားလောက်တဲ့မြင်ကွင်းကသူဖြတ်တန်းသွားရမယ်နဘူးပင်ခြုံတန်းရှိတဲ့လျှောက်ပေါ်မှာနေရောင်နဲ့တလက်လက်ပြူပွေးတောက်ပါနေတော့အီယာမမွေကြီးတကောင်ကတီးီနဲ့ကန့်လက်ဖြစ်လို့ဖြတ်သွားနေခြင်းပဲဖြစ်ပါတယ်အိမ်မက်မနေသလားလို့တွေးလိုက်မိသေးတော့လေဒါကအိမ်မက်မဟုတ် တကယ်လက်ငင်းကိုကြုံတွေ့နေရတယ်ဆိုတော့ကိုသူသိနေပါတယ်။မွေးကြီးကနေနေတော့တော့မဟုတ်။ယောက်ျားကြီးရဲ့ပေါလုံးထက်တော့တုတ်ပါလေအောင်မေ။အချင်းကရှစ်လက်မထက်မနေရှိမေ။အရှိလင်ယောက်ကိုစမ်းပြီးကြည့်လိုက်ပြီးတော့သူမျက်လုံးပြူသွားခဲ့ရတယ်။စေတောင်ဝါးတပြက်မကရှစ်လျလာပါတယ်။လူတရမကမြင်မပြီးချုံတချုံလျင်တင်း90တင်းတရဆက်မဲ့စဘာပုတ်လို့အတိုင်းသားရှိသောနဘူးဂျုံ၃လေးဂျုံဟာအဲ့ဒီမွေးကြီးရဲ့ ပြပွေးသောဝမ်းပိုက်အောက်ကိုတပြိုင်နက်တည်းပြပြရောက်ရှိနေပါလေ။အမလေးဒီကောင်ကြီးကငါ့ဘက်ဆင်းလာခဲ့ရင်တော့ဖေယားဖေယားသူ့အတွင်းနဲ့သူတော့အတက်ကိုချောက်ချသွားခဲ့ရတယ်။ဟုတ်ပါတယ်။အဲ့ဒီမွေကြီးသာသူ့ဘက်ကိုဖယ်ဆင်းပြီးဥလှစ်လာမယ်ဆိုရင်တော့သူ့ပြေးပါမရှိ။ဒီလောက်ထိကြီးမားတဲ့မွေကြီးဟာလှုပ်ရှားမှုမှလည်းမျက်စံပြင်းထန်မှပေးတင်မေးဖို့မလို့လွေအောင်ပြေးနိုင်ပွဲရမမြင်ပါဘူး။ ရင်းနေတဒိန်းဒိန်းခုန်နေပြီးဒူးတွေတဆက်ဆက်တုံလာပါပြီထိတ်လန့်ကြောက်ရွံ့စွာသူ့ချက်သေးသေးပြီးတော့မြင့်တက်မြင့်နေစင်ပါပဲသူ့ရဲ့နောက်ဘက်မှာထွက်ပေါ်လာသောနှုတ်ဆက်တဲ့ကြောင့်တတိပြောင်းဝင်လာပြီးတော့သူအတက်သွားခဲ့ရတယ်ဟောဆရာကြီးစောလာပြီလားလှည့်ကြည့်လိုက်တော့သူနဲ့သူတချောင်းတွေကသူ့ရဲ့လက်ထောက်ကျောင်းစီရလေးမောင်းတန်းငွေကျောင်းစီရလေးကလည်းသူ့ရဲ့စပိန်လေးကိုမှပြီးရေမြောင်းကိုဖြတ် တမတော်ကြောင့်ကြီးပေါ်ကိုချပြီးခေါင်းထောင်လိုက်တဲ့မျက်လုံးနေပြူးကျဲသွားတာကိုသူမြင်လည်းရပါတယ်။ဟာစစစစရကြီးဟိုးသူလော်ရကြီးနဘူးကြုံတန်းနေပေါ်ကိုကြည့်လိုက်ပြီးတော့စောစောကအေးမမွေးကြီးကမရှိတော့ချက်ချင်းပဲဘဲကိုပြောက်တော့မှမသိပဲဥလေလေဖြစ်ရပြန်နေ။အေးမမွေးကြီးကမောင်တန်းငွေရလမ်းကိုကန့်လန့်ဖြတ်ပြီးတော့စောစောကသူ့ရဲ့စကားတော့စိုးအောင်မပြောလဲရသေးဘူး။ ။မောင်တန်းငွေကသူ့ရဲ့စပိန်မော်ကိုအမြန်ခုံတက်လိုက်ပြီးအေးရကြီးပြောသွားတယ်။ကျွန်တော်အမိပိုင်းလေးကိုပြက်ကနေမြင်လိုက်ရတယ်ဆရာကြီးရဲ့မြန်မြန်ပြေးကြသူပြောအချင်းနေမကောင်းဘူး။ရောကိုဒုံဆိုင်ပြီးနင်းပြေးကြသူရဲ့ဟာဟာကောင်ဟာကောင်ရငါငါ့ကိုလည်းစောက်မအောင်ဟာ။ဒီတော့မှသူလည်းတတိဝင်လာပြီးခရောင်ကရန်းနဲ့သူ့ရဲ့စပိန်ကိုတွန်းလိုက်တော့စပိန်ကချက်ချင်းပဲပြန်ကောင်းနေပြန်ပါတယ်။တော်သေးရဲ့လို့သူဝန်တာသွားတယ်။မောင်တန်းခွေကတော့နောက်ကျတဲ့ချက်တော့ တစ္ဆောဆိုတဲ့ကဲ့သို့နင်းနေပါပြီအမြန်ဆုံးနင်းပြီတော့ဆရာကြီးရေကျွန်တော်တော့ပြေးပြီဗျို့တကယ်တော့အော်ပြီးတဲ့နောက်အော်နင်းနေနဲ့တရောတော့ပါနင်းပြေးပြေးလေးအောင်ဆရာကြီးလည်းနောက်ကနေအမြန်နင်းလိုက်လာခဲ့ရပါတယ်သူနဲ့မောင်တန်းငွေတို့မှရွာဝင်လမ်းမသည်ရွာလေလမ်းမရဲ့တချို့လုံးစပိန်စီပြိုင်ပွဲမှာတာလွတ်လိုက်တဲ့ကဲ့သို့ဝရုံတုံကစွတ်တည့်နင်းလာလိုက်ကြသည်မှာကြောင်ရှိကိုထိုးဆိုင်ပါမှရက်တံပါတော့တယ် နှစ်ယောက်စလုံးလေးဖက်ဖက်မောနေကြရအောင်စကားတော်မပြောနိုင်ကြပဲအသက်ကိုလှုပ်ပြီးတော့ရှူနေကြရပါတယ်ဆောင်းမနက်ခင်မို့အေးမြတဲ့ကြားထဲကနေစောစီစီစိတ်စိတ်ပြန်ထွက်ရှိလာကြတဲ့ဇောကျွေးတွေကရွှေ့နေနေကြပါတယ်အဲ့ဒီရေကင်းရကိုရောက်ခဲ့ပြီးဖြစ်ပေမဲ့တို့ရဲ့ရင်းတွေကတော့တုံတုံနဲ့စောင့်ခုံနေစေထိတ်လန့်ကြောက်ရွံ့မှုနဲ့ဒူးတွေတဆက်ဆက်တုံနေစေဖြစ်ပါတယ်ကြောင်မော်ကိုပြေးတဲ့လောက်ခေါင်းအောက်ရိုးစင်မှာရိုးဖုံကိုလှက်ကြည့်လိုက်တော့ ရေလက်ကြံက open ကတာရှိတယ်။ကြားတယ်။စနေတနင်္ဂနွေကျောင်းနေ့ရပြိထားတော့ကျောင်းသားတွေတောက်ရေးဖြစ်ဖို့မေးသွားကြသလားမသိ။ကျောင်းဝင်တဲ့ကလေးရရှိတော့ကောင်းရင်ဘက်ချက်မှကုတင်လိုက်ကိုကုန်ပြီးတော့អော်ရပါတယ်။ကုတင်လိုက်ရေပြောကုတင်လိုက်ခမခမဆရာကြီးတို့ရောက်ကြပြီလား။ကုတင်လိုက်ကသူ့ရဲ့အင်းနဲ့မှပြန်អော်ထူတယ်။ကျွန်တော်တို့ရောက်နေတော့ကိုနောက်ထားလိုက်ပါဗျာ။ ောလောဆယ်ဒီဘက်ကိုပြေးခဲ့စမ်းပါဗျတောက်ရီလေးမြャမြャခက်လာခဲ့စမ်းပါမြャမြャဆိုဖလားကြီးနဲ့ပြေးတော့ခက်ခဲ့ပါဗျို့ဩဟုတ်ကဲ့လာပြီလာပြီဆရာကြီးအခုလာပြီဗျခဏချင်းပါပဲကိုတင်လိုင်းကတောက်ရီဖလားကြီးတလုံးပြေးနေအပြေးလွှာရောက်လာပါလေဒီကတောက်ရီအေးကိုအငမ်းမရဆေးယူပြီးတကြိုက်မော်လိုက်ပါလေပြီးတဲ့နောက်လက်ထောက်ပေါင်းတန်းဝေကိုလက်စင်ကမ်းပြီးကောင်အမြန်တိုက်ရပြန်နေသောမနခင်အေးကြီးမောင် ရေခဲရေတမြအိနေတော့တောက်ရီအေးကြီးကိုတကွက်ကွက်မောချနေကြတော့သူတို့နှစ်ယောက်ဝကြည့်ပြီးကိုတင်လိုင်းမျက်မှောင်ကျုပ်သွားပါလေဖြည်းဖြည်းတောက်ကြပါအောင်ဆရာတို့ရာမတော်တဆရေဝင်လွှဲပြီးတီးသွားကြပါအောင်မေဆရာတို့ပုံစံတွေကအလန်တကြားနဲ့ဘာတွေဖြစ်လာကြတာတော့ကျောင်းဆရာကြီးနဲ့လက်ထောက်ဆရာတို့မူပြတ်နေပုံကိုကိုတင်လိုင်းကရိပ်မိနေပုံရပါတယ်ဘာမှမဖြစ်ရပါဘူးဗျာအောင်မလေးရေအေးလေးဝင်သွားတော့မှ ရင်ထဲကိုအေးသွားတော့တာပဲမောင်တန်းငွေကခုမှတပြင်းချပြီး အပူလုံးကြီးကျသွားတော့တယ်လို့လေးသံမျိုးနဲ့ပြောလိုက်ပါတယ်ဟာမဟုတ်သေးပါဘူးဆရာတို့တခုခုတော့ဖြစ်ကိုဖြစ်လာကြပါပြီနေရာစလုံးပုံမှန်မဟုတ်ဘူးနော်ပြောကြပါဗျာမဖြစ်လာကြလေဆိုတာကုတင်လိုင်းကမရရဇွတ်ကပ်ပြီးတော့မေးနေပြန်ပါတယ်အတန်းကြတော့မှသူတို့အသက်ရှူမှန်လာကြတယ်ဒီတော့မှဒုက္ခစောစောကအတွေ့အကြုံကို ပြန်ပြီးတော့ပြောပြရပါတယ်ကျုပ်တသက်မှာဒီလောက်ကြီးတဲ့မွေမျိုးမြင်ကိုမမြင်ဘူးဘူးမွေလားငကားလားတော့မပြောတတ်ပါဘူးဗျာအဲနောက်တစ်ချက်ကမောင်တန်းငွေရောက်လာချိန်မှာဖြက်ခနဲ့မျက်စိအောက်ကမျက်လေးပြသလိုပျောက်သွားပုံကလည်းအတော့ကိုအံ့ဩဖို့ကောင်းတယ်ချက်ချင်းပဲဘယ်ရောက်သွားမှကိုမသိဘူးဗျာเจ้าเสียလေးကိုတန်းငွေကချက်ချင်းပဲဝင်ပြီးတော့ထောက်ခံပါတယ်ဟုတ်တယ်မြင်လဲရတဲ့အမိပိုင်းကိုကခြေစလုံးတစ်ပတ်ရောက်လို့ရှိတယ် နဲတဲ့မွေကြီးမဟုတ်ဘူးဗျကျွန်တော်လည်းကြောက်ဘူးနောက်ဝရှိတာတော့ကြက်သီးတွေဖြန်းကနေထားပြီးစပိန်ကိုအောက်ကိုနင်းပြေခဲ့တော့တာပဲဒီကောင်ကြီးများကျွန်တော်တို့ဘက်ဦးလဲပြီးလိုက်လာရင်တော့ကျွန်တော်တို့နေအောင်လို့လွယ်လန်းမမြင်ဘူးဗျကုတင်လိုင်းကကောင်းတဲ့ညိတ်နားထောင်နေရင်မှဒီစုံတစ်ခုကိုဖြေရသွားတယ်လို့ပြောလိုက်ပါတယ်ဒါဆိုရင်မြောင်းအခုမှတွေ့ခဲ့ကြတာပဲဖြစ်မယ်အဲ့ဒီနောက်မှညောင်ချင်မင်းကြီးလက်ရှိသေးတယ်လေဟုတ်ပါတယ်ဗျာ ရေမြောင်းကုပြီးသားနဲ့အဲ့ဒီကောင်းကြီးကရှေးကနဘူးခြုံတိုင်းရှေးပေါ်မှာကဲလက်ဖြက်ကြီးပြရှေးဆက်သွားမယ်လမ်းကိုစီးပိတ်ထားတဲ့အတိုင်းပဲခြုံနှံပေါ်မြဆင်းလာလို့ကတော့ကျုပ်သေးပြီဗျအရေးတဲ့စပိန်ကလည်းတွင်မရမမရရွှေ့မရနဲ့ဗျအောက်ကမြေကြီးနဲ့မူလီစုပ်ထားသလား အောက်မရတယ်ဗျဒါပြစီရကြည့်အဲ့ဒီနီနာမစိတ်မိသလားဒါမှမဟုတ်အပေါ်ပသွားမိလားဗျဒီလိုမှမဟုတ်သေးရင်ခေါပိုင် လုံကြီးပြင်းဝိမိသလားတခုခုတော့လုတ်ကိုလုတ်ခဲ့မိပြီထင်တယ်နော်ကုတင်လိုက်ရဲစကားကြောင့်သူအံ့ဩသွားပါလေသူရဲ့လှုပ်ရှားမှုတွေကိုနောက်ကလိုက်ကြည့်ထားသလိုကွတ်တီပြောနိုင်နေသောကြောင့်ဖြစ်ပါလေသူဝန်ခံလိုက်ပါလေဟုတ်တယ်မြောင်ကူကနေတော့စပင်းထမ်းရမှာမို့လုံကြီးတော့ခိုင်အောင်ပြင်ပြီးတော့ဝိမိတယ်ပိုသေးကြအောင်ဆိုပြီးတော့နှစ်ခါလောက်ကိုကတဲ့နေပြင်ပြီးတော့ဝိမိတယ်ဗျ။ကဲ ဒါဆိုရင်တော့ကိစ္စမရှိပါဘူးညနေကျတော့လိုက်ပြီးတော့တောင်းပန်တာပေါ့ဒီအကြောင်းတွေကိုလကားဆက်ပြီးတော့ကျွန်တော်ကလည်းဆရာကြီးတို့ကိုတတိမပေးမိဘူးအဲ့ဒီအကြောင်းကိုရင်းနှီးချက်ဝိုင်းဖွဲ့ရင်ပြောကြသေးတာပေါ့ကျွန်တော်ပြောမှာမဟုတ်ပါဘူးတကယ်ကိုလက်တွေ့ကြုံခဲ့ရတဲ့ရွာတွေကလူပြိုကြီးကိုအောင်မြတ်ကို ပြန်ပြီးတော့ဖောက်သွေးချခိုင်းမယ်ကိုအောင်မြတ်ကြုံခဲ့တုန်းကမှခိုးလေးတကြောကြောဆရာကြီးရဲ့အခုတော့ဆရာကြီးတို့လည်းကြောင်တဲရစာတင်အောင်မှမဟုတ်အားမှမဟုတ်ပါဘူး ကျွန်တော်လည်းအလုပ်လေးတွေရှိသေးတယ်။ညကျမရွေးရွေးချင်စကားဝိုင်းဖွဲ့ကြရအောင်ဗျာ။ကိုတင်လိုင်းကတော့ခရေးပဲပြောပြီးတော့ပြန်သွားပါလေ။တို့နှစ်ယောက်မှာတော့တဏီသာကုံရောစာတင်ရတာစိတ်မဖြောင်းဒီလိုနဲ့ညာဦးပိုင်းကိုရောက်လာလို့ညာသာထမင်းစာပြကြခြင်းမောင်းကုတင်လိုင်းကလူပြူကြီးကိုအောင်မြတ်ကိုကျောင်းကိုခေါ်လာပါလေရွေးရွေးချင်ဝိုင်းလေးဖွဲ့မိကြပြီဆိုတော့မှလူသိကျင်နေသောအကြောင်းအရာတွေကိုကိုအောင်မြတ်ကဖောက်သေးချပါလေ ထိတ်လန့်တော်လို့ဖွဲ့ကောင်းသောကိုအောင်မြတ်ရဲ့အတွေ့အကြုံများကတော့ဟောက်ပါတိုင်းဖြစ်ပါတယ်တကယ်တော့ကျွန်တော်ကအဲ့ဒီအကြောင်းလေးကိုပြန်ကုန်မပြောချင်ဘူးဆရာကြီးရဲ့အခုဆရာကြီးတို့မို့တော့ရှက်ရှက်နဲ့ပြန်ပြောရမှာတင်နိုင်ကလည်းပြောပြပြီးပါလို့လာပြီးနားဖို့နေလို့ကလည်းတကြောင်ပေါ်ပြဆရာကြီးတို့မနဲ့တုန်းကတွေ့ခဲ့ရဆိုတဲ့မွေလာငကားလာမပြောနိုင်တဲ့အကောင်းကြီးနဲ့အနိကထိတ်တိုက်ရင်ဆိုင်တွေ့ခဲ့ဘူးလားကျွန်တော်ပဲပေါ့ဟာ လုံဆန်းပါဦးဗျာကျွတ်တကယ်စိတ်ဝင်စားလို့ပါတို့နှစ်ယောက်ကတောင်းဆိုလိုက်ကြပါလေကိုအောင်မြတ်ကပြန်ပြီးစဉ်းစားရင်ကြိုချမ်းတို့တွင်ပြပြီးသူ့ရဲ့စကားကိုဆက်တယ်ပြောရင်တော့အခုဒီကိုတွေးလန့်တော့ဆရာကြီးရဲ့ဒီလိုဗျပြီးခဲ့တဲ့ကောက်ဆိုင်ရာသီတုန်းကပေါ့မနေ့စနေလောက်မှာအဲ့ဒီမြောင်းကိုဓမ္မတော်ဘေးကညောင်ချင်မင်းကြီးသားကျွန်တော်ရောက်သွားတယ်အဲ့ဒီဘင်ကညောင်ရွတ်နှုတ်လေးတွေကကျွန်တော်ခုနေကြရင်းနှီးဖြောပြီး ပြည်ပဲဆန်နဲ့တုတ်စားရင်တိတ်ကိုကောင်းတာကျွန်တော်ကညောင်ချင်ရွက်ကိုကြိုက်တော့အရွက်နုလေးတွေကိုခုဖို့သွားတာပါပဲဒီလိုနဲ့ညောင်မင်းမော်ကိုရောက်ရောဆိုပါတော့ဗျာအဲ့တော့ဟိုမွေကြီးနဲ့တွေ့ရောလားမတွေ့သေးပါဘူးပါလာတဲ့လွယ်လေးနဲ့တလုံးပြည့်အောင် ခုပြီးတော့အချင်းကမနဲ့စင်နိုင်ခွဲလို့တော့ရှိရောပေါ့အဲ့ဒီမှာဘာရမဟုတ်ညောင်မင်းကွားစုံအထိုင်ကောင်းတဲ့နေရာမှာထိုင်မောဖြစ်နေတဲ့ဟိုဒီဒီ မျက်စိကစားလိုက်တော့တိမ်မဝေးလာတဲ့လေကွက်ထဲမှာကောက်ဆိုင်သမားတွေ၁၄၅ယောက်ကောက်ဆိုင်နေကြတာကိုမြင်ရတာကိုဆရာရဲ့ကောက်ဆိုင်သမားတွေဆိုတာကတိတဲ့အတိုင်းပဲလုံကြီးတူတူခြေစလုံးတစ်ပတ်ရဲ့အထက်ဒူးစင်နေကြီးနဲ့စံလိုက်ကုန်းလိုက်နဲ့ကောက်ဆိုင်နေကြတဲ့ရောပေါင်းဆောင်ကပြိုလေးကိုဗျအိမ်အောင်နေဆိုတာက စီကောင်မိန်မတို့ကောက်ဆိုင်ဖွဲ့ကောင်းဆောင်အပြိုတင်းကြီးတို့အဲ့တို့လူမျိုးတွေပဲတယောက်စားနှစ်ယောက်စားလောက်ပါလာကလားများသောအားဖြင့်တော့ငငယ်ရွယ်ရွယ် လွလလအပြိုတွေကများတယ်အပြိုတွေမှပဲအနောင်ဖွဲ့ကင်းကင်းနဲ့ဒီလောက်ကိုအချိန်ပေးပြီးတော့လုံနိုင်ကြတာလေအဲ့ဒီမှာဆရာတို့ရေမယုံသေးစကားပဲပြောပြရသေးတော့ကျွန်တော်ကလည်းလူပြိုကြီးဆိုတော့အဲ့ဒီကောင်မလေးတွေကောက်ဆိုင်နေကြတာကိုလှန်ထိုင်ကြည့်နေရင်ကဟိုကောင်မလေးကဘလို့ဒီကောင်မလေးကဖြင့်ဘယ်ချမ်းသာဘယ်သူကပို့ပြီးတော့တောင်းနေဘယ်သူကပို့ပြီးတော့ဖြောင်းနေဘာညာနဲ့ထိုင်ပြီးတော့ပြင်မနေမိတော့တာကလား မကောင်းတဲ့ကိလေသာတဏှာစိတ်တွေကဝင်လာတော့တာလေအဲ့ဒါကလည်းအတိုးကြရပြကိုဘကိုတယောက်တည်းစိတ်နဲ့ထိုင်ပြီးပြမလို့အာရတော့မှအိမ်မြန်ဖို့အောက်ဆင်မဲ့လို့တော့မရတော့ဘူးဆရာကြီးဟဲ့ဘလို့ကြောင့်မရတော့တာလေလူပြိုကြီးရဲ့ဒီတော့ကိုအောင်မြတ်ကကျတိထဟန်လုတ်ပြပြီးဆက်ပြီးတော့ပြောပြန်ပါလေဘာပြောကောင်းမလဲဆရာကြီးရဲ့အဲ့ဒီပေါင်လုံးလောက်မက တုတ်တဲ့မွေးကြီးက ဘယ်အချိန်ကလေးကရောက်နေတယ်မသိပါဘူးဗျာကျွန်တော်ဆင်းမဲ့ညောင်ပင်ရဲ့ပင်စီကိုပတ်ထားလိုက်တယ်မှနှစ်ပတ်ကျော်တယ်ဗျသူ့ရဲ့ခေါင်းကြီးကကျွန်တော်ဆင်းမဲ့ခိုင်းတဲ့နေရာကိုကြိုပြီးတော့တိတဲ့အချိန်ပပင်းကြီးထောင်ပြီးတော့စောင့်နေတော့တာမျိုးလုံးတွေကဒီပူဒီလုံးလောက်မကဘူးညီရဲလို့ကျွန်တော်ရဲ့မျက်နှာဝတ်တဲကြီးစူးဆိုင်ပြီးကြည့်နေတော့တာပဇက်ကြီးဖြစ်ပြီးထွက်လာတဲ့ရှားကြီးကလည်းအပြင်ကိုတဒေါင်းလောက်ရောက်တယ်နာမဟုတ်တန်ကလည်းတချူချူတချေချေနဲ့ ဖာဖို့ကြီးဆွဲတဲ့အတိုင်းပဲပွက်ပွက်ညံလို့ကျွန်တော်လည်းအဲ့ဒီမှာဒူးတွေတုံးဇော်ကြွေတွေပြန်နီးရညောင်ကန်းကြီးကိုကြည်ကြပအောင်ဖတ်ထားရင်းနဲ့ဒီတစ်ခါတော့သေပြီးအောက်မိလိုက်တာဘာနဲ့မှမတူအောင်ကြောက်လိုက်တာဗျာတစက်စက်ကိုတုံလို့ဟာအဲ့တော့ခမဘယ်နဲ့ဆက်လုပ်တယ်အပြင်မောအထက်ပိုင်းကိုတက်ပြီးပြေးရောလားဗျပြေးမလို့စိတ်ကူးလိုက်တိုင်းသူ့ရဲ့ကောင်းကြီးကရှူးဆို ပေါ်တက်တယ်လာတော့လှုပ်ကိုမလှုပ်ဝင်တော့ဘူးဆရာကြီးရေတော့သူကတဖြည်းဖြည်းနဲ့ ျွန်တော်နဲ့မိယာကနေကက်ကက်လာတော့ကြော်ဝါကြည့်ပြီးခြေတွေထွက်သေးတွေထွက်နဲ့တခါတည်းညောင်ခန်းကိုဖက်လျက်သတိမိတော့တာပဲကျွန်တော်သတိပြန်ရလာတော့အိမ်ကိုပြန်ရောက်နေပါပြီ ရှက်လေးရှက်လို့ရွာတဲ့ကိုတပတ်လောက်ထိမထွက်ရဲပါဘူးဗျာအဲ့ဒီတခါတည်းကကျွန်တော်ပြန်မမိတဲ့ကိလေသာတဏှာမကောင်းတဲ့စိတ်တွေမပေါ်အောင်ထိ ंछ ုပ်ခဲ့တော့တာဒီနေ့ထိပါပဲလူပြည်ကြီးကိုအောင်မြတ်ကစကားကိုလက်စားတဲ့ရင်ယူနီချန်ကိုငုံတော်လိုက်ပါတယ် ကံကောင်းလို့တေးဘက်ကလွတ်ခဲ့တာပါလားလို့တွေးပြီးကြက်တီထားမိရတယ်။နောက်ပိုင်းဖြစ်ပြပုံကိုသိရသည်မှာကိုုံမြရှိနေရာညောင်ချင်မကြီးရဲ့အိပ်မှာ ကောက်ဆိုင်သမားလေးတွေကကတင်တက်နေတဲ့စားထမင်းတို့ဖြစ်လို့ဝိုင်းဖွဲ့စားတော့တက်လိရှိကြောင်းထမင်းစားလာကြတော့ကောက်ဆိုင်ဖွဲ့ကမြင်တွေ့သဖြင့်ရွာကိုပြေးပြေးတင်ပို့ကြတော့မှရွာမှာလူကြီးလူငယ်များလိုက်ပါလာကြပြီးညောင်ပင်ကွားတော့မှတတိမီမျိုးနေတော့ကိုအောင်မြတ်ကိုဝါလီကနှစင်းစင်းပြီး ထံပြီးခြောက်ခဲ့ရကြောင်းသို့တော့အဲ့ဒီမွေကြီးကိုတော့ဘယ်သူမှအစမ်းတော့မတွေ့ရတော့ကြောင်းဆိုပါတယ်ဒီပြည်ကြီးအရှက်ဟတ်တက်ကွေးသွားပုံကတော့ခြေတွေတေးတွေဆိုးရွှဲနန်းစောတွေတစ်ဖြင့်ရွာကလာသားတွေကပဲဝိုင်းဝင်းရေချိုးတန်းစင်ပြီးအဝယ်လက်ပေးပြီးတဲ့အထိတတိယမလာပဲဆက်လက်မေးမြောနေလို့ရွာကလာသားကလာသမီးတို့ဝိုင်းဖွဲ့ဟီမိုချစရာကြီးဖြစ်သွားခဲ့ကြောင်းပဲဖြစ်ပါလေအဲ့တော့အဲ့ဒီပြဿနာကိုဘယ်လိုချမှတ်ကြသလဲဗျာ အကြောင်းစုံကိုသိရပြီမို့သူကယောဂန်တို့ရဲ့သဘောထားကိုတောက်ခံကြည့်လိုက်ခြင်းပဲဖြစ်ပါတယ်။အဒီခါကိုဒီလိုင်းကပဲဆက်လက်ပြီးတော့ရှင်းပြသွားတယ်။နောက်မှသိကြရတာယောဂတကြီးဝေတွေကိုမေးမြန်းကြည့်ကြတော့အဲ့ဒီနေရာတွေဟာမေတ္တာနဲ့နန်းရဲ့အဆက်တွေကြီးကြီးစိုးပိုင်းစားရခဲ့တဲ့နေရာလို့ပြောကြတာပဲဆရာကြီးရဲ့ယုံနာမယုံနာနောက်ထားယောမာတကယ်ကြုံလာလို့တိလာကြတာကတော့အဲ့ဒီနေရာတစ်ဝိုက်မှမဆဲရမတိုင်းရဘူး။ အယုတ်တနတ်တာတွေမပြောမဆိုရဘူးစိတ်မကူးရဘူးအပေါ်လေးမဆွင့်ရဘူးခေါင်ပိုင်လုံးကြီးတစ်ဖြန်းဖြန်းခါပြီးတော့ပြင်မဝေးရဘူးဒီချက်တွေကတခုခုလုံးပြီးပြီဆိုရင်တော့အဲ့ဒီနဂါလာမွေလာမတိရတဲ့တတဝါကြီးကတနည်းနည်းနဲ့ပေါ်လာပြီးတော့အကောင့်ထဲပြတော့တာပဲဆရာကြီးရဲ့ဟုတ်လားတခြားရောထူးထူးခြားခြားပြစ်ခဲ့တာတွေရှိသေးလားဗျရှိပါတော့ကောဆရာကြီးရဲ့တခါကလေးယောဂကလေးမလေးနှစ်ယောက်လှဲမောင်းလာရင်းနဲ့အဲ့နေရာရောက်မှသတိမိပြီးတော့ မောင်ကိုဆဲဆူအောင်ကောင်းပြီးသားလှဲမောက်ပြီးတော့လက်ကျိုးကုန်ကြပါရောလားတခြားသူတွေမဟုတ်ဘူးဆရာကြီးကြောင့်ပါအခုလေးတန်းတင်နေတဲ့ဆရာကြီးရဲ့တပည့်မှညီမနှစ်ယောက်ပေါ့ကျွန်တော်တဘောကတော့ပရာလောကသားတွေဆိုတာသူနေရသူတွေသားနဲ့ကျင်လေကျဆနေကြတာသိကြပါရဲ့ဒုက္ခဒုက္ခသူကလာတော့ကသဆိုင်ရမင်းတွေကနေရာပိုင်စားပေးခဲ့ကြတယ်ဆိုတာကလည်းစွန့်မိတ်ညစ်နေလို့ဖြစ်တာမဟုတ်ဘူးဒီတော့သူတို့ကိုယုံချင်းမယုံချင်းကိုနောက်ထားလိုက် ကိုကမြေတားထားမြေတားဖို့အမြတ်ဝေတာကကို့အတွက်အန်တီအကင်းဆုံးလမ်းပဲပေါ့အခုဆရာကြီးတို့မတက်ကတွေ့ခဲ့ကြတဲ့ကိစ္စတွေလည်းမပူပါနဲ့နောက်နေ့ကျရင်အဲဒီနာကိုရောက်တာနဲ့ကိုင်းရတော့တဲ့လက်ဖက်ထုပ်တစ်ထုပ်စီလက်ကကိုင်းပြီးတော့တင်တို့ကိုလည်းမနှောက်ရှက်ပါဘူးကျွန်တော်တို့ကိုလည်းမနှောက်ရှက်ပါနဲ့တင်တို့သုံးဆောင်ဖို့ကိုင်းရတို့လက်ဖက်ထုပ်များမြေတားနဲ့ပေးဆက်ပါတယ်ကျွန်တော်တို့ပြုဘူးသမျှကုသိုလ်ကောင်းမှုဖို့ဘကကိုလည်းအမြပေးဝေပါလေလို့ပြောပြီးတော့အမြပေးဝေလိုက်ကိုင်းရတို့လက်ဖက်ထုပ်ကို ညောင်ချင်းပင်ကွာเจ้าကိုတင်ထားလိုက်ရောမှာပဲနောက်နောက်ဘယ်တော့မှမတွေ့တော့ဘူးရွာတွေကတော့အဲ့ဒီလိုကွင်းစီလက်ဖက်ဆွန့်ပြီးတောင်းပန်လိုက်ကြတာပါပဲဆရာကြီးတို့လည်းအဲ့ဒီလိုပဲလုပ်လိုက်ကြတာပေါ့ကိုကသူတို့နားကဖြတ်တန့်တွလာနေကြတာလေအဲ့ဒီညကညင်တော်နဲ့တော့မှသူတို့ရဲ့စကားဝိုင်းလေးသိငယ်ရပါတယ်ကိုတင်လိုင်းတို့ပြန်သွားပြီးတဲ့နောက်မှာပဲသူနဲ့မောင်တန်းငွေတို့မှထိုးချောင်းကိုဆက်လက်ပြီးတော့ပြောပြကြပါသေးတယ် မောင်တန်းဝေကပြောတယ်ဆရာကြီးရေကိုတွေ့မို့တာနော်လုံးမို့ဆိုယုံစရာမရှိဘူးဗျကဲယုံနာမယုံနာလေးညှင်းခုံနေမစားကိုကမြတ်တာထားမြတ်ဝေပြီးဆက်ဆန်နေထိုင်တာကအန်ဒီရဲ့ကင်းဆုံးပါပဲကွာဒီတော့မင်းရောငါရောနောက်နေရကွင်းရတို့လက်ဖက်တို့လေးတွေအမတ်တရဝေလာခဲ့ကြတာပေါ့ဟိုတချင်းတွေကလို့ပြတ်တာလို့ပတ်ဆက်သမားမဟုတ်ဘဲမင်းနဲ့ငါကတော့ကွင်းဆက်သမားလှုပ်လိုက်ကြတာစိတ်ရှင်းဆုံးပါပဲကွာ ကွင်စေလက်ဖက်ဆိုတာကလည်းသူမြန်မာရိုးရောင်မှာရှိရှိကလေးကနေရာတကောင်မပေါ်မဖြစ်အရာရောက်တဲ့စေးတပုံမှန်မဟုတ်လားကွတို့နေ့မှာစပြီးဟိုရှိရောင်မှာတဝင်းထန်းဆောင်ခဲ့ပြီးတော့နှစ်ကာလပိုင်းခြားတွေကိုသူ့ဘဝရဲ့မတ္တရာကွင်စေလက်ဖက်အလူဒနာအထူးပြုခဲ့ပြီးတော့နေ့လနှစ်ကာလများဖြစ်ယနေ့တိုင်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်စာရည်သူဟုတ်ကဲ့စာရည်သူဆရာကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ် စိတ်ဝင်စားပွဲထူးခြားဆန်းကျယ်တရရင်ပူကမ်မီယာဖြစ်ရမန်ဇလန်ကောင်းလေးကိုဘာမီဟော်ရာ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအပိနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတစ်ဖုတ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ဆွေးချက်တွေကိုညာရင်တွေးတဲ့အနေနဲ့ဗီဒီယိုလက်တစ်ချက်နေပြီးတော့ comment မှာဝင်ရဆွေးနွေးညှိနှုံသွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တစ်ချောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီ ဆဖတ်တာကိုဝါသနာပါပြီးမဲ့ဆဖတ်ဖို့အတွက်အချိန်မပေးနိုင်အလုံးပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပါကြည်စံ channel လေးကနေထူးခြားစံချင်းလူဝါစံချင်းတရေရင်ဖို့ပရလောကကံမီယရမတန်မူခင်ဖြစ်ရမဇလန်ကောင်းမြတ်စွာကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ